အားလုံးမျှော်လင့်ဆောင်စားနေကြတဲ့အနှစ်တွေအသက်တွေလာပြီဒီနေ့ sharing လုပ်ပေးမှာအထက်ရောက်ဆုံး training program ဘသူတွေအတွက်လဲဆိုရင်ကျွန်တော်တို့ body transformation လုပ်ချင်တဲ့လူတွေလက်ရှိခန္ဓာကိုယ်စိတ်တိုင်းမကြလို့အရန်ပိတ်နေတဲ့လူပဲဖြစ်ဖြစ်ခန္ဓာကိုယ်မှာစီရင်များနေလို့လို့စီကြကြည့်လိုက်ချင်တဲ့လူပဲဖြစ်ဖြစ်ဟိုမရောက်ဒီမရောက်အစီအရာနည်းနည်းရှိတယ်မဆဲအသိမရှိဘူးအဲ့လို body recomposition လုပ်နေတဲ့လူတွေအတွက်အထက်ရောက်ဆုံး training program ဘယ်လိုသွားရမလဲဆိုတာကိုကျွန်တော်အိတ်သွန်ဖာမောက်ပညာဒါနမျှဝေပေးမှာဖြစ်ပါတယ် အများစုဂျင်မှာကျွန်တော်တို့ကစားတဲ့ပုံစံ bro split နဲ့ကစားတယ် push bullet နဲ့ကစားတယ် full body ကစားတယ် upper lower ရှိတယ် bro split ဆိုတာတော့ကျွန်တော်တို့တော်တော်များများကစားဘူးကြတယ် monday ဆိုရင် chest tuesday ဆိုရင် back wednesday ဆိုရင် arms thursday ဆိုရင် leg အဲလိုမျိုးတနင်္လာနေ့ချက်ကစားတယ်အင်္ဂါနေ့ကျွန်တော်တို့ back ကစားတယ်ပုတ်ထူးနေ့လက်မောင်းကစားတယ်ကြာတာပရိနေ့အောက်ပိုင်းကစားတယ်နောက်နေ့မှာ cardio ဖြစ်ဖြစ် ဘိုက်ရိုက်တာဖြစ်ဖြစ်အဲ့လိုသွားတယ်။တရက်မှာတစ်ခုပဲလုပ်တယ်ဗျာ။ Bro split ကစားတယ်။ကောင်းတယ်မကောင်းဘူးဒါသူ့ကိစ္စ။နောက်တစ်ခုက push pull leg ။ဒါကတော့ဒီဘက်ခေလူငယ်တွေတော်တော်များများကစားတယ်။ frequency သဘောတရားနဲ့ပေါ့နော်။အာဒါကြီးက Marcel အုပ်စုတစုကိုတရက်မှာတစ်ချိန်ပဲသွားတာငါတို့တစ်ပတ်မှာ9ရက်အလုံးစုံကစားနိုင်9ရက်6ရက်အဲ့ကြရင်ငါတို့က Marcel အုပ်စုတစ်ခုကိုတစ်ချိန်ပဲကစားတယ်။ဒါဆိုရင် frequency သဘောတရားအရ Marcel အုပ်စုတစ်ခုကိုတစ်ပတ်မှာ2ချိန်3ချိန်ကစားရင်ပိုကောင်းတယ်ဒါကတိတ်ပန်ကြီးကြတွှေ့ရှုချက်တွေဆိုပြီးတော့ push pull leg ပုံစံသွားတယ် push day မှာဆိုရင်အတွန်းကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါ chest ကစားတယ် shoulder ကစားတယ်ပြီးရင် tricep ကစားတယ် pull day မှာဆိုရင် back ရယ် bicep ပြီးကစားတယ်ဒါ leg မှာ leg ကစားတယ်အကုန်လုံးပါတာပေါ့နော်ဆိုတော့တပတ်မှာ6ရက်ကစားရယ်ဆို push pull leg push pull leg ဆိုပြီး frequency သဘောတရားအရနှစ်ခါပါသွားပြီဆိုပြီးတော့ good တယ်ဆိုပြီးတော့တော်တော်များများကစားတယ်ဒါအများဆုံးကစားရတာပေါ့နောက်တစ်ခုက full body full body ကတော့ဒါလုံးဝအချိန်မရတဲ့လူတွေအဲ့လိုမျိုးပုံစံကစားတာမျိုးရှိတယ်ဂျင်းကိုတပတ်ကို ၃ရက်လောက်ပဲကစားနိုင်တဲ့ဒူရီမျိုးပေါ့နော် full body အဲ့လိုမျိုးကစားတယ်နောက်တစ်ခုအကြတော့ upper lower ပေါ့ upper တည်းရအောက်တည်းရအပေါ်တည်းရအောက်တည်းရအပေါ်တည်းရအောက်တည်းရ skinny နည်းနည်းဖြစ်တဲ့ဒူရီလည်းဒီလိုကစားတာလို့ရှိတယ်ဤသို့ပုံစံနဲ့ပဲကစားကစားအားလုံးကတော့ကိုယ့်အတွက်ကောင်းတယ်ဆိုရင်အဆင်ပြေဒါပေမဲ့တစ်ခါလေဘယ်လိုဖြစ်တယ်လဲဆိုတော့ငွေချင်းကဒါနဲ့ကစားနေတယ် like ကစားတယ်ဘာအဆင်မဖြစ်ဘူးနောက်တစ်ယောက်ကဒါနဲ့ကစားတယ် like ကစားတယ်ဘာမှမဖြစ်ဘူးဒါမှမဟုတ် professional ကစားသမားကြီးတွေကဒီတည်းကတမျိုးမျိုးနဲ့ကစားတယ်ဒီတည်းကမပါတာလဲကျွန်တော်ညံမမိတာလဲရှိမှာပေါ့လိုက်ကစားတယ်ဘာမှမဖြစ်ဘူးဇလန်အမစားဆိုတော့ကို့အတွက်ကိုင်းညီတဲ့ training program ဘယ်လိုရွေးချယ်ရမလဲတော်တော်များများတော့ဒါကျွန်တော်အပါဝင် trainer ပေါင်းများစွာတော့ဒီ program တွေ service တွေပေးတယ်မိတ်ဆွေတို့ကြည်တယ် information တွေတောင်းပြီးတော့ဘယ်လိုမျိုး program တွေလိုက်မလဲဆိုတာကျွန်တော်တို့ကတော့ experience အရာတေချာလေးတွက်ချက်ပြီးတော့ဆွဲပေးတယ်ဒါလေးတွေကို service အနေနဲ့ရောင်းတယ် personal trainer တွေကလည်းဒီလိုမျိုးလုပ်ပေးတယ်ဆိုတော့ ခုနှစ်သားသမီးကိုတိုင်ကိုကြကိုယ့်အကူလေးဘလို့ရွေးချယ်လို့ရမလဲဆိုတာကိုကျွန်တော်ကတေချာလေးရှင်းပြပေးမယ်။နံပါတ်1 reality check ကျွန်တော်တို့ကိုယ့်ကိုယ်ကိုပြန်ပြီးစမ်းစစ်ရမယ်။ကျွန်တော်တို့အချိန်နေနောက်ပြီးတော့ကျွန်တော်တို့ effort ဆိုတဲ့အားစိတ်ထုတ်မှုတွေဘလောက်စိတ်နှစ်ထားပြီလဲ။ဘလောက် train ပါလဲ။တပတ်မှမိတ်ဆွေတို့ချိန်ဘလောက်ပေးမလဲ။ gym ကစားဖို့တစ်ရက်ကိုတစ်နာရီနှစ်နာရီ gym time ကိုပေးမလား။နောက်ပြီးတော့မှန်ကန်ဖြုတ်ပါလား။ တနာရီနှစ်နာရီမှာဆိုရှယ်အရဒီတိုင်းပဲတကယ်ချင်းနေနဲ့တော်ကီဖုတ်ပြီးတော့သွားမှာလားအဲ့တနာရီနှစ်နာရီကိုလုံးဝဖင်ပိတ်ပြီးကစားမှာလားအာဒါမို့ဒါကိုတကယ်ချင်းမိတ်ဆွေရောင်းရင်းပေါင်းတဲ့နေနဲ့ activity တစ်ခုအနေနဲ့ class တွေဘာညာ join တာမျိုးရောရှိမှာလားအဲ့ဒါကိုကိုယ့်ကိုယ်ဆန်စစ် reality check အရင်လုပ်ယူမထားနဲ့ကျွန်တော်တို့တာမန်လူတွေ general population တွေ busy professional တွေကဒါကြီးကိုနှစ်ပြီးတော့လုံနေတာမဟုတ်ဘူးကျွန်တော်ဆိုရင်ဒီအလုံးနဲ့အတန်မွေးဝမ်းချောင်ပြူတဲ့အတွက်ကြောင့်ကျင်းမှာ အကြာကြီးအချိန်ဖြုန်းတာကျွန်တော်တို့အကျိုးရှိတယ်လေ အဲမိတ်ဆွေတို့ကကိုဘလောက်အချိန်ပေးနိုင်လဲဘလောက် effort ဆိုင်နေလဲဆိုတာကိုကိုကိုတေချာစဉ်းစားဆုံးဖြတ်ကြည့်တစ်ချက်အဲမှာမိတ်ဆွေတို့ခုနကပြောသလိုအလုပ်လုပ်နေတဲ့လူရှိတယ်ကျောင်းသားတွေရှိတယ်ဒါမှမဟုတ်ဒါအိမ်ောင်တွေမိခင်တွေရှိတယ်အိမ်ောင်စီဖခင်တွေရှိတယ် social life တွေရှိတယ်အဲ့အားလေးကိုထည့်သွက်စဉ်းစားနော်ကိုကိုကိုအရင် guilty မဖြစ်နဲ့တပတ်သူများ6ရက်ကစားလို့လိုက်ကစားရမယ်ဆိုလည်းမဆိုလို့ဘူးအနည်းဆုံးတော့3ရက်ဆိုရင်လုံးလောက်တယ်ဘယ်လိုမျိုးပဲဖြစ်ဖြစ်နောက်တစ်ခုက အချိန်ဘယ်လောက်ဖြုံးပါလဲဂျင်းမှာခုနပြောလို့30မိနစ်လား45မိနစ်လားတနားကြီးလားအဒီနေရာမှာအာသူမြားဂျင်းကို3နာရီကစားရအာ3နာရီကစားလို့ body လှတာပေါ့ရှိတကယ်ကစားရလူတွေလည်းရှိတယ်မနေ့ဒီဇိုင်းညဒီဇိုင်းကစားရပြန်ပွဲမင်းကစားသမားတွေလည်းရှိတယ်နာရီဘယ်လောက်ပဲကစားရလူလည်းရှိတယ်45မိနစ်ကစားရလူလည်းရှိတယ်အဓိကကတော့အငါအချိန်မရလို့မသွားတော့ပါဘူးဆိုတာတဲ့နာရီခွဲရရင်နာရီခွဲသွားထိထိမိမိလောက်ဖုန်းပုတ်မနေနဲ့တော်ကီဖုတ်မနေနဲ့နော်45မိနစ်ရရင်45မိနစ်လို့ဆိုတော့ကိုယ်အချိန်ဘယ်လောက်ပေးနိုင်လဲ တိတိကျကျကော့ကိုတတ်မှတ်ပြီးတော့ငါအဲ့လောက်ပဲချိန်ရတယ်ဆိုတော်ကီတွေပြစ်မနေနဲ့ဘာမှဟိုဟိုဒီဒီတွေဝိတ်မနေနဲ့ရားတဲ့လောက်ချိန်တော့တိတိကျကျကစားနော်အဲ့လိုမျိုးလေးလုပ်ပြီးနောက်ပြီးတော့တခြားသောလေ့ကျင့်ခန်းတွေမှာကိုကလှုပ်လာဥပမာကျွန်တော်ကဂျင်းသမားမို့လို့ဂျင်းထရိနာမို့လို့ဂျင်းကစားဆိုတာအတွေ့တခုပြောတာမိတ်ဆွေတွေမှာတခြားသောဝါသနာအရာတော်၎င်းဒါမှမဟုတ်ကိုယ့်ရဲ့ professional နီးနီးလုပ်နေတဲ့အားကစားတခုတော်၎င်းရှိမယ်တချို့ဆိုဒါကျွန်တော်တငယ်ချင်းဘော်ဒါတွေကျွန်တော် client တွေအများစုဆိုဘောကန်တယ် ်ကွင်းကြီးကန်နဲ့ဖူစက်ကန်နဲ့မကန်ရရင်သေမလို့ပဲဟောဂျင်ကစားရလေဝါသနာပါတယ်အဲ့တော့သူတို့ activity လေးတွေရှိတယ်သူတို့ရဲ့ဝါသနာလေးတွေရှိတယ်အဲ့တော့သူတပတ်မှာဘောလုံး၃ရက်ကန်တယ်ဆို training လေးရက်ကစားတယ်အဲ့တော့၄ရက်မကစားနဲ့အကိုအကို၃ရက်ပဲကျွန်တော်ပေးကစားမယ်အကိုဘောလုံး၃ရက်ကန်အဲ့လိုကျွန်တော် mix လုပ်ပေးလိုက်တယ်အချို့ဆိုလေဘောလုံးကန်တယ်အချို့ကလည်းရေကူးတယ်အချို့ကလည်း tennis ရိုက်တယ်ကျွန်တော်မတည်သေးတဲ့အခြားသောအားကစားချို့ချို့လည်းရှိကြတယ်အဲ့တော့ကိုတခြားအားကစားတွေလုံနေတယ်ဆိုရင်ဒါမျှလို့ရတယ်အာဒီဘက်မှာလေအခြားအားကစားကိုတစ်ဘက်ကို၅ရက်လုပ်တယ် ။ဟာဂျင်မာလည်း training ငါရဲ့လုပ်တယ်ဆိုအကုန်လုံးနှဲ့ကုန်မယ်ရှုပ်ကုန်မယ်။မိတ်ဆွေကဟာပါတော့ professional ဘောလုံးသမားမဟုတ်လို့ဟလား training လိုအပ်ချက်အရလာကစားရတယ်ဆိုရင်လည်းတမျိုးပေါ့နော်။ဒါမိတ်ဆွေရဲ့ကျွမ်းကျင်မှုလိုအပ်ချက်အရပေါ့။အမဟုတ်ဘူးကွာတခြားသော sports တွေကို ကစားရတယ်ဆိုရင်တစ်ချက်ပြန်ညှိညိ energy ကအဲ့လောက်မမျှဘူး။ချင်းမှာပြောရပြ busy professional တွေဖြစ်တယ်အတမွေးဝမ်းကြောင်းအရာအခုခုအလုပ်တစ်ခုခုလေးလုပ်ရသေးတယ်အဲ့ဒါလူမွေးစည်းဝါးရေးတွေရှိသေးတယ်အခြားသော sports တစ်ခုကိုလည်းကစားရတယ်ဂျင်မှာလည်းမိတ်ဆွေတို့ကအချိန်အများကြီးဖြုံးနေတယ်ဆိုမရအောင်အဲ့ reality check လုပ်ပါ တေချာလေးကွက်ကိုတေချာလေးစဉ်းစားကြည့် energy ရဲ့ time တွေကိုတေချာလေးစဉ်းစားကြည့်အဲ့တော့ဘယ်လိုမျိုးအချိန်ပေးနိုင်လဲဆိုတော့နံပါတ်1အရင်ဆုံးဦးစားပေးပြီးစဉ်းစားပြီးမှကျွန်တော်နံပါတ်2အချက်ကိုရှင်းပြမယ်နံပါတ်2ထွက်တဲ့စဉ်းစားရမယ့်အချက်က volume နဲ့ frequency volume ဆိုတာကတော့ကျွန်တော်တို့အလွယ်နားလည်အောင်ပြောရင်ရက်သက်တစ်ပတ်တစ်ပတ်မှာ muscle အုပ်စုတစုကိုဘယ်နဲ့ကြော့ train လဲဆိုတာက training volume ဖြစ်တယ် frequency ဆိုတာက တပတ်မှာမာဆယ်အုပ်စုတစုကိုဘယ်နှကြိမ် train လဲဥပမာ push pull လက်နဲ့ကစားမယ်ဆိုရင် push pull လက် push pull လက်ဆိုပြီးတော့6ရက်ကစားမယ်ဆိုရင် chess မာဆယ်ဆိုရင်ဒါကတပတ်မှာ2ကြိမ်ဘက်မာဆယ်စသည်ဖြင့်ပေါ့နော်တပတ်မှာ2ကြိမ်2ကြိမ်မာဆယ်အုပ်စုတစုကိုတပတ်မှာ2ကြိမ်ပါသွားမယ်ဒါက frequency သဘောတရားဖြစ်တယ် volume နဲ့ frequency တွေကို မပြောခင်ကျွန်တော်အကုန်လုံးမအိတ်တုံဖာမောက်ပြောဖို့ဆုံးဖြတ်လိုက်တယ် intensity အကြောင်းကိုလည်းပြောမယ်ကျွန်တော်တို့ဘလိုတွေပဲကစားကစား body transformation တစ်ခုလုပ်တယ်ဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်မှာမရှိခြင်းတဲ့အစီလေးတွေကိုဖြည်းဖြည်းဖြည်းချင်းကြာသွားအောင်လုပ်မယ်။ muscle လေးတွေရှိပြီးတော့တစ်တစ်လေးလေးတင်းတင်းရင်းနဲ့ခန္ဓာကိုယ်အရမ်းလှတဲ့ပုံစံသွားခြင်းလား။ပိန်တဲ့လူဆိုလဲဗျာ weight တက်ခြင်းလဲအတူမှာတော့ဘိုက်ဘူခါတုံမဖြစ်ခြင်းဝတ်တုံမဖြစ်ခြင်းတော်တော့ muscle လေးတွေနဲ့တကြလူကောင်ကြီးတဲ့ခံရတဲ့ body တခုကိုလိုချင်တယ်ဒီလိုပဲဝရတယ်လို့ဆိုလဲဟုတ်တယ်ဝေးချခြင်းတယ်ဒါပေမဲ့အစီကျပြီးတော့ခန္ဓာကိုယ်ချစ်ချစ်လေးလေးဖြစ်ခြင်းလေ နောက်တစ်ခု body recomposition လောက်တဲ့သူဆိုတာလေကျွန်တော်ဒါ muscle လေးတိဆောက်မယ်အစီလဲကျစင်တယ်တခါတည်းဒီလိုမျိုးအချောသက်ပုံစံလိုချင်တဲ့ body ကိုလိုချင်တာအချောအဖြစ်ဆိုတော့ muscle တိဆောက်ခြင်းကိုမဖြစ်မနေလုပ်ဖို့လိုတယ် muscle တိဆောက်ခြင်းလုပ်တဲ့နေရာမှာကျွန်တော်တို့ training လုပ်ရမယ် diet လုပ်ရမယ် recovery တိချာယူရမယ်ဒါကြီးသိပြီသားအဓိကဒီ training အကြောင်းပြောရတဲ့နေရာမှာ training ကိုဇောင်းပေးပြီးပြောမယ် training လုပ်တဲ့နေရာမှာတော်တော်လေးလွဲနေတာတကူပေါ့နော်အလေးပေါ့ပေါ့အချိန်များများဆိုပြီးတော့အဲ့လိုမျိုးကစားတယ်အာ ုံးဝမာဆယ်ရီကလုံးဝထိနေအောင် failure အထိကစားတယ်ထူပူနေတာကိုခံစားရတယ်ပမ့်ဖြစ်တာကိုသဘောကျတယ်အဲ့လိုမလုပ်နဲ့မာဆယ်တစ်ခုကြီးထွားဖို့အတွက်ဒါ fundamental rules လေးကတော့၃ခုပဲရှိတယ်နံပါတ်၁ muscle damage နံပါတ်၂ mechanical tension နံပါတ်၃ metabolic stress အဲ့လိုပြောလို့ဟို muscle damage ဖြစ်တိုင်းတော့ muscle ကြီးတာတော့မဟုတ်သူကစကားကတ်ပြောတယ်သူကရှိတယ်ထိခိုက်နိုင်တရားရရတယ်ဒါနဲ့ ဓာတ်နဲ့ဒီလက်မောင်းကိုချစ်လိုက်တယ်အဲ့ဒါမှာ set damage ဖြစ်တာပဲလေအဲ့လို damage ဖြစ်တာရောမဟုတ်ဘူးလေအထက်က micro test လေးတွေဖြစ်ပြီးတော့ satellite တွေပြန်စုဟာတွေပြန်ဝင်ဝင်ပြီးတော့ဒါမှာစိတ်ကြီးတာလေအဲ့လိုတော့ကတ်မပြောနဲ့ပေါ့နောက်တစ်ခု mechanical tension အဲ့ကောင်ကကျွန်တော်တို့ဒီလိုကစားတဲ့အခါကျရင်ဒီ tension ကိုတေချာလေးခံစားကြည့်လို့ရတယ်အဖြည်းဖြည်းချင်းညစ်ပြီးဆွဲတယ်ဖြည်းဖြည်းချင်းပြန်ပြီးချတယ်ဒီမှာ tension mechanical tension နော် atom myosin cross bridge တွေပါရှောက်ပြောနေတယ်ဘယ်သူမှနားလဲမှာမဟုတ်ဘူးအဲ့တော့အဲ့လိုလေးနားလဲအောင်ပြောပြတာနောက်တစ်ခုကကျွန်တော်တို့ metabolic stress ဲ့လိုကစားတဲ့အခါမှာဒီလက်တက်အက်ဆစ်တွေစူဝေးပြီးတော့စစ်စစ်ကြိုက်တာအနားထောင်ပြောမယ်ဗျမီးနဲ့ထိုးသလိုဗျာစစ်စစ်ကြိုက်တယ်ကြုံမှုတယ်မလားကစားရင်အဲအဲမက်တာဘောလစ်စတက်ဆိုတော့ massive damage ဖြစ်ရမယ် mechanical tension ပါရမယ် metabolic stress ပါအဲသုံးခုဖြစ်ရအဲ့တော့အလေးပေါ်ပေါ်အချိန်များများနဲ့ကစားရင် damage မဖြစ်ဘူးလားဆိုရင်ဖြစ်ပါတယ် mechanical tension မရှိဘူးလားဆိုရင် ရှိပါတယ် tension တခုရှိနေပါတယ် metabolic stress တွေမစူဘူးလားဆိုစူတာကိုလက်တက်အက်ဆစ်တွေစူဝေးပြီးတော့မီးနဲ့ထိုးသလိုဖြစ်တယ်ဒါပေမဲ့အဲ့လိုကစားခြင်းအပြင်မကောင်းတော့မဟုတ်ဘူး မာဆယ်အန်ဒရန့်စ်ကောင်းတယ်ကြွက်သားတက်လုံကောင်းတယ်ကြာကြာသုံးနိုင်တယ်ဒါပေမဲ့မိတ်ဆွေတို့လိုချင်တဲ့မာဆယ်တိဆောက်ချင်းကိုတော့လုံလုံလောက်လောက်မရအောင်ဆိုတော့ qualitative tension ဖြစ်ဖို့လိုအပ်တယ်ကျွန်တော်တို့တစ်ချိန်အများဆုံးမနိုင်တဲ့အလေးရဲ့80%ခန့်နှုန်း80%ခန့်နှုန်းလောက်နဲ့ကစားမယ် RIR နဲ့ပြောရင်ဆိုရင်တော့0 to 2ကစားမယ်အဲ့လိုမျိုး intensity လေးကိုနည်းနည်းပြင်းပြင်းလေးကစားမယ်ဆိုရင်တော့အဆင်ပြေတယ်ဒီထက်ဒီထက်ဒီထက်အသေးစိတ်တွေယူတော့ကျွန်တော်ဒီ training volume မပိုင်မာဆယ်ကြီးထွားဖို့မဖြစ်နိုင်ဆိုတဲ့ video မှာ ကျွန်တော်ဘဝမှာလုပ်ဖူးသမျှဗီဒီယိုထဲမှာအားရဆုံးဗီဒီယိုအဲ့မှာအဲ့ဒီဆုံးပါမောပြောပြထားတယ်အဲ့လိုပြောပြလို့ခမား training program တွေမဝယ်တော့ဘူးသင်တန်းတွေတက်မဲ့လူမရှိတော့မှမကြောက်ဘူးလားဆိုမကြောက်ပါဘူးဒါကျွန်တော်တကယ်ဝါသနာပါတဲ့လူယူသက်တဲ့လူတွေကိုကျွန်တော်ရော့ဆိုအကုန်ပေးလိုက်တာဒါမှမဟုတ်တေအောင်လေးလာကိုယ်တိုင်လေးလာပြီးကိုယ်တိုင်ပြန်ဆန်းရတာပေါ့နော်အဲတချို့ကလည်းဒါတွေခေါင်းစားတယ်မလေးလာခြင်းဘူးပေါ်ရန်တော့ပဲသိခြင်းတယ်ကိုက်ညီတာပေးဆိုကွတ်ဆိုဒါကျွန်တော် program ရောင်းလိုက်အောင်ဒီစိတ်မပူဘူးကျွန်တော်အကုန်ပေးမှာ အဲ့တော့ဒါလေးပဲဆက်သွားတာပေါ့နော်ဆိုတော့ volume နဲ့ frequency volume ကိုကျွန်တော်စပြောမယ်ဆိုရင်ဥမာမိတ်ဆွေက push pull လက်ကစားတယ်တပတ်မှ6ရက်ကစားရဲဆိုရင် push day မှာဆိုရင်ကျွန်တော် chest ကစားတာပါတယ်ဗျာ incline ကို2 set သွားမယ် flat ကို2 set သွားမယ် fly ကိုကျွန်တော်တို့2 set သွားမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ day 1မှာ6 set push pull လက်ကို6ရက်ကြော့လိုက်တော့ကျွန်တော်တို့ tricep chest muscle ကိုကျွန်တော်တို့တပတ်မှာ7ကြော့ကစားတယ် training volume က 12အဲ့တော့ volume ကိုဦးစားပေးရမလား frequency ကိုဦးစားပေးရမလားဆိုတဲ့အချိန်မှာကျွန်တော်နည်းနည်းတော့ပြန်ကြိုက်မယ် volume ကိုကျွန်တော်အရင်စဉ်းစားဒါလုံလောက်လားဒါများနေလားဆိုရင်ကျွန်တော်ဒီ research မှာအခုပြထားတဲ့ research မှာဆိုရင်ကျွန်တော်တို့ဒီ volume ကများလေကောင်းလေလို့ပြောထားတယ်တချို့ကဒါ5 set out သွားတာရှိတယ်တချို့က9 set တချို့က9 to 5 set တချို့က9တချို့10တော့ more than 10 set ကပိုကောင်းတယ်ဆိုပြီးဒီ number 1ဒီ research မှာပြောထားတယ်ဒုတိယ research ကြတော့ ဗောလုံးကဘယ်ဟာကပုံမှန်လဲဘယ်ဟာကညာလဲဆိုရင်သူကစနစ်20ကတော့ moderate ထားအတင်းတင်းတဲ့ volume တစ်ခုပေါ့နော်ကျွန်တော်တို့ဝါသနာရှင်ကစားသမားတွေအတွက်ဆိုရင်တော့လုံလောက်တယ်လို့ပြောထားတယ် high volume ကတော့ဒါ pro ကစားသမားတွေကစားတာကောင်းတယ်မကောင်းလို့တော့ကျွန်တော်မပြောလို့ဘူးကျွန်တော် level နဲ့အဲ့တော့ဒါ high volume ဒါက moderate volume moderate volume ကတော့ကျွန်တော်တို့ကျွန်တော်ပါဝင်ပေါ့နော်ဝါသနာရှင်ကစားသမားတွေအတွက်အဆင်ပြေတဲ့ဟာဖြစ်တယ် research မှာဆိုရင်တော့ဒီပေါင်မာဆဲတွေ လက်မောင်းရှေးမှာဆယ်ဒီလက်မောင်းနောက်မှာဆယ်ဒီဒီ high volume ကိုပိုကြိုက်တယ်လို့ပြောထားတယ်ဆိုတော့ volume လို့ပြောတဲ့နေရာမှာကျွန်တော်ထပ်ပြီးတော့ဖြည့်ဆက်ပြီးပြောရမယ်ဆိုရင်အ ਨੇ ဆုံးဒါဆိုခြားတိတ်တွေပါမယ်ဗျာလူသိကစားသမားတွေပါမယ်ကျွန်တော်တဲ့အသက်ကြီးပင်မယ်လေဒါလူသိကစားသမားဆိုရင်တော့ဒီထက်ပါပါမယ်အ ਨੇ ဆုံး master အုပ်စုတစုကို10 set တပတ်မှာ10 set လောက်ကစားမယ်ဆိုရင်တော့လုံလောက်တယ်အဲ့လောက်တော့အ ਨੇ ဆုံးကစားပြီး အဝန္ဒနာရှင်ကစားသမားတွေနည်းနည်း advanced level ကစားသမားတွေဆိုရင်တော့12 20အဲ့လောက်သွားလို့ရတယ်အဲဒါလေးတော့ဒါဖြည့်ဆွတ်ပြီးတော့မှတ်ထားစေချင်တယ်ဒီတက်အဆင့်မြင့်သွားရင်တော့ set အများကြီးကစားလို့ရတယ် volume ကိုတက်မှတ်တဲ့နေရာမှာကျွန်တော်ကတော့အနည်းဆုံးဒီကြားထဲမှာပဲသွားစေချင်တယ်ဒါကတော့ကောက်ကိုပြန်ပြီးတော့ကိုကစားတဲ့ဟာတွေနဲ့လိုက်ပြီးတော့ကိုယ့်ရဲ့ training volume လေးကိုပြန် check လုပ်ကြည့်ဒီထက်များနေသလားရှေ့မှာပြောတဲ့ intensity ကိုလည်းချက်ပြန် count လုပ်ကြည့် volume ကတော့ quantity ပဲ intensity ကအလုံးနေရဆိုရင်တော့ဘာမှမထူးအဲ့ဒါကြီးလဲကြုံမှုမှာပါအဲ့လို client တွေအများကြီးလဲလာတယ် ratio တွေလည်းအဲ့ထဲပါနေလိမ့်မယ်ဆိုတော့ volume ကို sweet spot အနေနဲ့ဒီလောက်နားလည်ထားလိုက်ကျွန်တော်ခုနကပြောတဲ့ကျွန်တော်ဘဝမှာအားအရဆုံးအကြိုက်ဆုံး video မှာတော့ဒီ volume ကြောင့်ဘယ်မှာ sell ကိုဘယ်လောက် volume ကစားဆိုပါကျွန်တော်အကုန်လုံး free sharing လုပ်ပေးထားတယ်အဲ့ဒါလေးလည်းသိချင်သွားကြည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့နံပါတ်3ထည့်သွင်းစဉ်းစားရမယ့်အချက်ကိုသွားမယ်နံပါတ်1က ကျွန်တော်တို့ရဲ့ reality check လုပ်ရမယ်ကျွန်တော်တို့ lifestyle ဘယ်လိုရှိလဲအချိန်ဘယ်လောက်ပေးနိုင်လဲ effort ဘယ်လောက်ပေးနိုင်လဲတခြားသောအကစားတွေကျွန်တော်တို့ကစားသလားဒါကို reality check လုပ်ရမယ်နံပါတ်1ဒီကျွန်တော်တို့ဒါ volume ကိုဘယ်လိုမျိုးခွဲဝေမလဲတခြားဘယ်လိုမျိုးကျွန်တော်တို့တိုင်းတာမလဲဒါကိုနားလည်ရမယ် frequency ကတော့ဂျပန်မှာအနည်းဆုံး master အုပ်စုတစုနှစ်ကြိမ်တူတင်းမဟုတ်၃ကြိမ်၃ကြိမ်ပါတယ်ဆိုရင်အကောင်းဆုံးပဲကျွန်တော်တာမန်လူတွေအတွက်ကတော့နှစ်ကြိမ်လောက်ပါတယ်ဆိုရင် တော်တော်လေးကိုကောင်းတယ် သုံးချိန်ဆိုရင်တော့ message sound ကျွတ်ထားပါပြီအဲရအောင်ကစားနိုင်နေဆိုလဲကစားပါတော့ volume လေးနဲ့ frequency လေးကိုပြန်ညှိပေါ့ intensity ကတော့လုံးဝဤအောင်မလုပ်လို့မရဘူးเนาะ okay ဒါဆိုရင်ကျွန်တော်နံပါတ်3ကိုသွားမယ် volume ကိုနည်းနည်းအခြေတဝင်ထပ်ပြီးတော့ကျွန်တော်စဉ်းစားစရာအပိုင်းလေးကိုကျွန်တော် session ပြမယ် volume ရှေ့မှာတော့ကျွန်တော်ပြောလိုက်တယ်လူသစ်ကစားသမားတွေဆိုရင်အ ਨੇ ဆုံးရသက်တစ်ပတ်တစ်ပတ်မှာကျွန်တော်တို့10 set လောက်ကစားဖို့လိုအပ်တယ်အများဆုံးကတော့ထန်ကုန်20 set လောက်ဝါသနာရှင်ကစားသမားအဆင့်ထိလောက်သွားလို့လိုတယ် အဲ့ဒါကကျွန်တော်ပြောပြမယ်စာအုပ်ထဲမှာရေးထားတာဒါကြီးကြပါဗျာကျွန်တော်ကျွန်တော်ပြောတာနော်ကျွန်တော် research တင်နေပဲဘယ်လောက်ပြောပြောကျွန်တော်ရအတွေ့အကြုံနေနေပဲဘယ်လောက်ပြောပြောမိတ်ဆွေတို့ဒီကိုယ်တိုင်လောက်ကြည့်ဗျာစမ်းကြည့်ကျွန်တော်ကိုယ်တိုင်လေအဲ့ခုရွတ်နေတဲ့ဟာတွေကိုယ်တိုင်အကုန်ရှောက်စမ်းတာရှောက်စမ်းတာဘာလို့ကျွန်တော်သူများ train ရမှာလေကျွန်တော်အဲစာအုပ်တွေပဲဒီရှောက် train အကုန်လစ်တော်မှာပေါ့ကိုယ့်ကိုရှောက်စမ်းတာလစ်သွားလိုက်လဲအများကြီးပဲကိုယ့်ကိုစမ်းတာနော်အဲ time pad အဲ့တော့ဘယ်လိုတွေဖြစ်လဲဆိုတော့အဲ့တော့ကျွန်တော်နံပါတ်1 volume ကိုသတ်မှတ်တဲ့နေရာမှာ စာအုပ်ထဲအတိုင်းအစဉ်မြင်နေတိုင်းမပြေဘူးကိုယ့်ကိုယ်ကိုပြန်ခန်းစားကြည့်ဦး joint stress တွေဖြစ်လာဒီအရွတ်တွေ joint တွေရှိတယ် joint တွေ link ဟို ligament တွေ tendons တွေအရွတ်တွေဒါ joint set တွေအဲ့ဒါတွေရှိတယ်အဲ့ဒါတွေ joint pain တွေဖြစ်လာသလားဒါမှမဟုတ်ဒီရွတ်တွေပါရောင်နာပါညာဖြစ်လာသလားအဲ့ဒီနည်းနည်းချိန်ဆကြည့်အဲ့ကြရင်လိုအပ်တဲ့ဟာရေခဲကတ်ဆရာရှိတာကတ်တောက်တောက်ဆရာရှိတဲ့ဆေးလေးတောက် tendons လေးတွေကိုပြန် trainer ရှိတာ train ဒါလိုအပ်တဲ့ကျွန်တော်တို့ဒီ အထောက်ပံ့ပေးတဲ့ muscle လေးတွေဒီခါလေးဥမာ chest တွေအရန်တွန်းတယ် chest တွေအရန်ကောင်းလာတယ် shoulder pain ဖြစ်တယ် agile rotator cuff တွေက weak နေတယ်ဒီ rotator cuff တွေကိုပြန် trainer လေးတွေလုပ်ဒါလေးတွေလည်းလုပ်ဖို့လိုသလိုကို volume လေးတွေ training volume လေးကိုပြန်နေနဲ့ short ဖို့လိုတယ်နောက်တစ်ခုက fatigue no pain no gain ဆိုပြီးတော့ဖင်ပိတ်ပြီးဇွတ်မလုပ်ကြတဲ့ခင်ဗျ local fatigue ကကောင်းတယ် failure တိကစားတယ်ဥမာ chest ကစားတယ်ဆို chest ကိုလုံးဝ failure တိကစားတယ်လုံးဝ intensity ပြင်းပြင်းနဲ့အရန်ကောင်းတယ် local fatigue အဲ global fatigue ကရှုပ်ကုန်တယ် global fatigue ကဘယ်လိုမျိုးလဲဆို အားလုံးဝိနေလုံးလစ်လစ်နေတာ no bay no gain ဆိုရောငါဒီနေ့ခြင်းမှာလုံးဝဖြုတ်လိုက်ပြီးငါ failure ဖြုတ်လိုက်ပြီး online သူကြီးဆိုပြီးလုံးမနေနဲ့ master တေချာဟိုဟာဖြစ်တာကိစ္စမရှိဘူး failure ဖြစ်တာကိစ္စမရှိဘူးနဲ့လူကဒီ central nervous system ကြီးအုံနောက်နဲ့အောင်ကျော်စနစ်ကြီးပါလစ်ပြီးတော့လူကဘာလို့မှလုံးလို့မရအောင်စဉ်းစားလို့လည်းမရအောင် over training ဖြစ်နေတယ်ဆိုရင်တော့တတိထား training volume ကိုနည်းနည်းပြန် short နောက်ပြီးတော့ be realistic လက်တွေ့ဆန်းကျွန်တော်ပြောတာမိတ်ဆွေတို့ကဒါကြီးနဲ့အတမွေးချောင်းလုံနေတာ မဟုတ်ဘူးဒါကိုစိတ်တည်းတည်းကစားတာမှန်တယ်ဘော်ဒီလှချင်လို့ပဲကစားကစားကျမ်းမာရေးအတွက်ပဲကစားကစားဘယ်လိုပဲကစားကစားဒါပေမဲ့ကျွန်တော် target ထားတာတော့ body transformation များ body လှချင်လို့ကစားရတဲ့လူတွေကို target ထားတာအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်အချိန်တွေကိုယ့် energy တွေကိုနည်းနည်း limit လုပ်ဒါကြီးကိုဟိုလုံးဝအချိန်ကြီးတွေဇွတ်ပေးတယ်ဒါကြီးကို energy တွေဇွတ်ပေးတယ်ကိုယ့်မိသားစုဟာတွေလင်ဟင်းတယ်တခြားသောကိုယ့်ရဲ့တာဝန်ယူရမယ့်ဟာတွေလင်ဟင်းတယ်ဆိုရင်လည်းအဆင်မပြေဘူးเนาะဂျင်သွားမှာဆိုလို့ မိမနဲ့ anniversary မိဘရတော့မလုံနဲ့ခင်ဗျားတို့တုတ်ခံရမယ်အဲအဲ့လိုမျိုးနော်အဲနည်းနည်းလေး limitation ထားနောက်တစ်ခုက master priority ဆိုတော့လူတိုင်းကတော့ဗျာအကုန်လုံးတော့ perfect ဖြစ်ချင်တာပဲစိတ်ယုံကထုတ်လိုက်သလိုကျွန်တော်တို့အရန်အားကြရတဲ့ fitness model တွေ a man physic တွေဒါပါတော့ဗျာလို့ဗလာကြီးတွေပေါ့နော် body builder တွေအဲ့လိုမျိုးဖြစ်ချင်ကြတာပဲဒါပေမဲ့ဟိုကိုနည်းနည်းလေးအားနည်းနေတဲ့ဟာဒါမှမဟုတ်ကိုဖြစ်ချင်တဲ့ဟာကိုတော့ priority ဦးစားပေးထားလို့ရတယ်ကိုနည်းနည်းအားတန်တဲ့ဟာတိတ်မကြိုက်တဲ့ဟာကိုတော့ minority အနေနဲ့ထားလို့ရတယ်ဒါပေမဲ့ဗျာကြိုးစားဖို့တော့လိုတာပေါ့နော်ကိုအားနေတဲ့ဟာကိုတော့ priority ထားတာတော့ကောင်းတာပေါ့နော်ကိုကြိုက်လို့မှကို chest ကြိုက်လို့ဆို chest စီးပဲကစားနေ back တွေတိတ်မဲ့ကစားဘူး shoulder တွေတိတ်မဲ့ကစားဘူးဆိုရင်အဲ့လိုမညီမညာကြီးနဲ့မလားမပါကြီးဖြစ်နေမှာပေါ့နော်ကိုအားနေတဲ့ဟာလေးတွေပိုကြိုက်တဲ့ဟာလေးတွေဒါကတော့ဟိုပုရုဇဉ်တွေဆိုတော့ပြောရတော့ခက်ပါတယ်နည်းနည်းတော့မျှ train အဲ့လိုမျိုးကိုဥစားပေးခြင်းတဲ့ဟာကိုကျွန်တော်တို့ high volume လေးနဲ့တွားဘောလုံးအကြောင်းကျွန်တော်ရှေ့မှာပြောပြီး high volume နဲ့တွားအနည်းဆုံးတော့50 20 set per week လောက်သွားပါဗောနော်ကိုတိတ်ပြီးတော့အာမလိုဘူးနည်းနည်းအားတန်နေတယ်ကိုတောက်လျှောက်ကြီး train ခဲ့တဲ့ကောင်လေးဆိုတော့ low volume နဲ့သွားအဲ့ဒါဆိုရင်အနည်းဆုံး10 12 10ဆနစ်အဲ့လောက် set per week နဲ့သွားပါဗောနော်အဲ့လိုမျိုး volume များများသွားရင်တော့ကျွန်တော်တို့ master group ကဖြစ်တာပဲဒါပေမဲ့ form man မယ် intensity တေးတေးချာချာပြင်းပြင်းနဲ့ train မှု low တယ် low အပ်တယ် training volume ကိုတေးချာကိုက်ညင်အောင်လုပ်ဖို့လိုတယ် nutrition နဲ့ rest recovery ဒါတွေကတော့တည်ပြီးသားဘယ်လောက်ပဲ train train nutrition မကောင်းဘူး recovery မယူဆိုလည်းမထူးဘူးလေเนาะဒါတွေထည့်မပြောတော့ training ကြောင်းပြောနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါလေးတွေကိုတော့ထည့်သွင်းစဉ်းစားဖို့လိုတယ် okay ဆိုတော့ဒါလေးတွေကိုတေချာလေ့လာမယ်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ training volume မပိုင်းမှာဆက်ကြည့်ထောက်ဖို့မဖြစ်နိုင်ဆိုတဲ့ video မိတ်ဆွေတို့တေချာကြည့်မယ်ဆိုရင်တော့ကိုယ်နဲ့ใกล้ညီတဲ့ training program တစ်ခုကိုရေးဆွဲနိုင်မှာဖြစ်တယ် ချိန်ကုန်တယ်ဒီလောက်ငါတို့အများကြီးမစင်စားနိုင်ဘူးဒီလောက်လဲဝါသနာမပါဘူးဆိုရင်ကျွန်တော်တလမှာလူတရားသာကန့်တက်ပြီးတော့ဒါတွေ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 စင်စားစရာမလိုဘဲနဲ့မိတ်ဆွေတို့နဲ့အကန့်ကြီးဆုံးအလိုက်ဖက်ဆုံး program တစ်ခုကိုလိုချင်တယ်နောက်ပြီးတော့လုံနေတဲ့ဟာတွေကဟုတ်ပြီလုံတော့လုံနေရပဲဖောင်မှားနေတာမျိုးတွေခုနပြောတဲ့ intensity လိုနေတာမျိုးတွေ progressive overload မလုတ်တတ်တာမျိုးတွေခုနပြောတဲ့ diet နဲ့ recovery ကိုအသေးချာမပိုင်နိုင်ဘူးဖြစ်နေရဆိုရင် body recomposition program တလားမှာလုပ်ပြရအောင်နဲ့ဒီလိုမျိုးအချက်တွေကိုအသေးစိတ်အတိအကျပေးရုံသာမကအစားအသောက်နဲ့ပတ်သက်တာကိုပါတရားကြကြနာနာလေးတွက်ချက်ပေးတယ်။နေ့စဉ်အိမ်စာစစ်တဲ့ပုံစံလေးလည်းပါတယ်။လုံးဝအချိန်ကုန်စရာအကြောင်းမရှိတော့ဘူး။အဲ့ဒါလေးကိုကျွန်တော်ပြီးခဲ့တဲ့ February လမှာတော့လူပြည့်သွားလို့ရောင်းချခြင်းကိုရနာလိုက်တယ်။ယခုလ3လပိုင်းတရက်နေ့မှာကျွန်တော်အယောင်းပြန်ဖွင့်တယ်။အခုတော့ဆယ်ယောက်လောက်တော့ဝယ်ပြီးသွားပြီလာအစမှာ။နောက်လူတရာအတိရောင်းချပေးမယ်။အဲ့ဒါလေး ကျွန်တော်တရင်ကောင်းပါပေးပါတယ်အဆုံးသတ်အနေနဲ့ဒီဗီဒီယိုလေးမှာမိတ်ဆွေတို့အတွက်အကျိုးရှိဆုံးအချက်တစ်ချက်ကဘာလေးဖြစ်မလဲအဲ့ဒါလေးကိုကျွန်တော်ကွန်မန့်မှာကြားလေးရေးသားပေးသွားပါမိတ်ဆွေတို့အတွက်အကျိုးရှိတဲ့မိတ်ဆွေတို့လိုဝါသနာရှင်ဝါရဘော်ကျွတ်တွေအစားသမားတွေကိုသိရှိစေချင်တဲ့ဆိုတဲ့ဒါဝေဘောမှာပြန် share ပေးခြင်းအပြင်ကျွန်တော်ကို support လုပ်ပေးနိုင်ပါတယ်ဗီဒီယိုအဆုံးသတ်ကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်